လူတယောက်ရဲ့အောင်မြင်မှုနောက်ွယ်မှာတကယ်တမ်းဘာအထိကကြနေတာလဲအရေးချင်းဒီလားဒါမှမဟုတ်ကျုံလာတဲ့အခြေအနေတွေကြောင့်လားဒီနေ့တော့ Jeff F Martinez ရဲ့ The Forex Mindset ဆိုတဲ့စာအုပ်ကိုအခြေခံပြီးအဖြေကိုရှာကြည့်ကြရအောင်အဖြေကကျွန်တော်တို့နေ့စဉ်ပြုလုပ်တဲ့သိက္ခာရိုးရှင်းတဲ့ရွေးချယ်မှုလေးတစ်ခုတည်းမှာပဲရှိနေတယ်ဆိုတာကိုကျင်းဆက်ပေးသွားမှာပါ60ရာခိုင်နှုန်းဟုတ်ပါပြီဒီကိန်းကဏ္ဍကဘာကိုပြောချင်တာလဲစာရေးသူရဲ့အစိုးရပေါ့ဒါဟာကျွန်တော်တို့ဘဝရဲ့အောင်မြင်မှုပျော်ရွှင်မှုတွေကိုထိန်းချုပ်ထားတဲ့အဓိကအင်အားပါပဲ ြောရရင်လေဘဝမှာတကယ်ဖြစ်ဖြစ်လာတဲ့အရာတွေကဆယ်ရာခိုင်နှုန်းပဲအရေးပါပြီးတော့အဲ့ဒီအပေါ်မှာကျွန်တော်တို့ဘလို့တုံတရလိုက်တယ်လဲဆိုတဲ့သဘောထားက60ရာခိုင်နှုန်းကြီးအဆုံးဖြတ်ဖေးထားတယ်လို့ဆိုပါတယ်။အဲ့ဒီတော့အရိစကြတဲ့60ရာခိုင်နှုန်းကကျွန်တော်တို့ရဲ့သဘောထားပေါ့။ဒါမဲ့တစ်ထပ်ပိုရေးကြည့်တာကဘာလဲဆိုတော့အဲ့ဒီသဘောထားဆိုတာမွေးရပါအရေးချင်းတစ်ခုမဟုတ်ပါဘူး။တကယ်တော့ဒါဟာကျွန်တော်တို့ရဲ့ကြွမ်းကျင်မှုတွေကြုံတွေ့ရတဲ့အခြေအနေတွေထပ်တောင်း ပေါ်ပြီးလက်တွေ့ဘွားကိုပုံဖော်နိုင်စွမ်းရှိတဲ့ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့အစွမ်းထက်ကိရိယာတစ်ခုပါပဲ။စာရေးသူပြောထားသလိုပါပဲ။သဘောထားကိုပြောင်းလဲလိုက်တာနဲ့ရားလက်တွေပါပြောင်းလဲသွားနိုင်တယ်။ဒါကအလားအလာကောင်းတွေကိုဖွင့်ပေးနိုင်တဲ့တော်ချစ်တစ်ခုလိုပါပဲ။ဒါပေမဲ့လေဒီတော်ချစ်ကိုဘလို့အသုံးချရမလဲမပြောခင်မှာကျွန်တော်တို့အများစုရင်ဆိုင်နေရတဲ့တော့ခတ်ခံထားတဲ့အခြေအနေအဲ့ဒါကတော့အစိုးမင်းစီရဲ့ထောက်ချောက်အကြောင်းကိုအရင်ဆုံးလေ့လာကြည့်လိုက်ရအောင်။အစိုးမင်းစိတ်ဆိုတာက ခဏလောက်စိတ်မကြည်မလင် ဖြစ်နေတာထက်အများကြီးပိုနှက်ဆိုင်ပါတယ်။တဟာကျွန်တော်ရဲ့အောင်မြင်မှုကိုတိတ်တဆိတ်ကိုက်ဖြတ်နေတဲ့အစိတ်တစ်ခုနဲ့တူတယ်။သူ့မှာတကယ်ကိုလက်တွေ့ကြပြီးဖြစ်စည်းနိုင်စွမ်းရှိတဲ့အကျိုးဆက်တွေအများကြီးရှိနေပါတယ်။ဒီအကျိုးဆက်တွေရဲ့အန်တရဲ့အကြီးဆုံးချက်ကသူတို့ကတစ်ခုချင်းစီတီးခြားဖြစ်မနေတာပါပဲ။တခုနဲ့တခုချိတ်ဆက်ပြီးတော့အစိုးမြင်တဲ့တန်တရားတခုကိုဖန်တီးလိုက်တယ်။ဥမာအနေနဲ့စဉ်းစားကြည့်လေ အစိုးမြင်တဲ့အမြင်ကြောင့်အခွင့်အလမ်းတွေကိုမမြင်နိုင်တော့ဘူးအခွင့်အလမ်းမမြင်တော့စိတ်ပြက်လာတယ်စိတ်ပြက်လာတော့ပိုပြီးအစိုးမြင်လာတော့ဒီလိုနဲ့ပဲအောက်ကိုတဆိုင်မမှန်ကြက်ဆင်းသွားတော့တာပါပဲစောင်းထဲမှာဖော်ပြထားတာကတော့ဒီလိုစိတ်ပိုင်းဆိုင်ရာပိတ်ဆို့မှုကကျွန်တော်တို့ရဲ့အမြင်အာရုံကိုဝေဖန်သွားစေပြီးတော့သာမန်တောင်ကုန်းလေးတစ်ခုကိုတော့ဧဝရတောင်လောက်ကြီးထိမြင်သွားစေနိုင်တဲ့တဲ့ဆိုတော့အရေးကြီးဆုံးမိခွန်းကတော့ဒီလိုကြက်ဆင်းနေလဲတန်တရာနဲ့ဘယ်လိုယုံထွက်ကြမလဲဆိုတာပါပဲ အဖြေကတော့အားအော်စရာကောင်းလို့အောင်ယိုရှင်းပြီးတော့တကက်ကိုအားအင်ဖြစ်စေပါတယ်။သဘောထားဆိုတာကျွန်တော်တို့ပေါ်ကိုအလိုလိုကြောက်ရောက်လာတဲ့အရာမဟုတ်ပါဘူး။ဒါဟာနေ့စဉ်နေ့တိုင်းမနက်ခင်းတိုင်းမှာကျွန်တော်တို့ကိုယ်တိုင်သတိရှိရှိနဲ့ရွေးချယ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒီအချက်ကိုစာအုပ်ထဲမှာတိတ်ကောင်းတဲ့ဥပမာချက်ကူနဲ့ရှင်းပြထားတယ်။မနက်တိုင်းရဲ့ဝတ်စာရွေးဝတ်တယ်လို့ပဲတနေ့ထားတူကိုယ့်ရဲ့သမောထားကိုလည်းရွေးချယ်ဝတ်ဆင်လိုက်ပါတယ်။တော်တော်လေးယိုရှင်းပြီးလက်တွေ့ချတဲ့အတွေ့အကြုံပါပဲနော်။ ီနေရာမှာအမြင်နှစ်ခုရဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။အခြေအနေကအတူတူပါပဲ။နင်းစီပန်းမှာစူးပါနေတာအမှန်သေး။ဒါပေမဲ့တယောက်က အခက်ခဲဖြစ်တဲ့စူးကိုအာယုံဆိုင်ပြီးညှဉ်းညူနေချိန်မှာနောက်တစ်ယောက်ကတော့အခွင့်အလန်းဖြစ်တဲ့ပန်းအတွဲချီစုတင်နေတယ်။ကျွန်တော်ရဲ့အာယုံဆိုင်မှုကပဲလက်တွေ့ဘဝကိုပုံဖော်သွားတာပါ။ဒါကြောင့်ပျော်ရွှင်မှုဆိုတာကံကောင်းတာမကောင်းတာနဲ့မဆိုင်ဘူး။ကောင်းမွန်တဲ့သဘောထားတွေကိုပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်တယ်ဆိုတာရှင်းပါရဲ့။ဒါပေမဲ့ ဒီသဘောထားတွေကဘယ်လိုလုပ်ပြီးဒီလောက်တောင်အစွမ်းထက်နေရတာလဲသူ့နောက်ွယ်ကရန်တရားကဘာများလဲอืมစာအုပ်ထဲမှာဒီဇွမ်းကားရဲ့နောက်ွယ်အကြောင်းရင်းကိုရှင်းပြဖို့အတွက်မူပေါင်းတစ်ခုပေးထားတာပါအဲ့ဒါကိုမြေဆွဲရလို့ပဲရှောင်လဲလို့မရတဲ့အမြဲတမ်းတည်ငြိမ်နေတဲ့နေရာမတကူအဖြစ်ဖော်ပြထားတယ်အဲ့ဒါကတော့ဆွဲဆောင်မှုနေရာမပါပဲဒီမြမကပဲကျွန်တော်တို့ရဲ့သဘောထားရွေးချယ်မှုနောက်ွယ်ကအထူးကမောင်းနှင်အားဖြစ်ပါတယ်။အယိုးရှင်လုံးပြောရရင်ကျွန်တော်တို့ရဲ့အတွင်းစိတ်ကအတွေးတွေက အပြင်လောကကိုတိုက်ရိုက်ထင်ဟပ်စေပါရယ်ကောင်းတာတွေ့ရင်ကောင်းတာကြုံရမယ်ဆိုတာတွေ့ရင်တော့ဆိုတာပဲကြုံရမယ်ဆိုတဲ့တဘောပါပဲဒီဖြစ်စဉ်ကရှင်းလင်းတဲ့အဆင့်သုံးဆင့်နေသွားပါရယ်ပထမအဆင့်ကအကောင်းမြင်တဲ့အတွေ့တွေကိုတတိရှိရှိရွေးချယ်လေဒုတိယအဆင့်မှာအဲ့ဒီအတွေ့တွေကအကောင်းမြင်တဲ့သဘောထားကိုတိဆော့ပေးတယ်နောက်ဆုံးတတိယအဆင့်မှာတော့အဲ့ဒီသဘောထားကတန်လိုက်တစ်ခုလိုပဲအကောင်းမြင်တဲ့အဖြစ်အပျက်တွေနဲ့လူတွေကိုဘွားတွေကိုဆွဲဆောင်လာပါတော့တယ်ဒါဟာအတွင်းကနေအပြင်ကိုစီးဆင်းသွားတဲ့ဖြစ်စဉ်တစ်ခုပါပဲ ကောင်းပြီ။ဒါရီအားလုံးက theory တွေပဲဆိုပါတော့။ဒါဆိုလက်တွေ့မှာရောဘယ်ကစရမှာလဲ။အဖေကတော့ကျွန်တော်တို့အားလုံးရဲ့ခေါင်းထဲမှာမရက်မနာစီးစင်းတဲ့အတွေ့အကြုံတွေကိုနေ့စဉ်စည်းကမ်းရှိရှိစီမံခန့်ခွဲခြင်းကနေစတင်ရမှာပါ။ဒီနေ့ကိုအတွေ့ပေါင်း900တောင်းဒါဟာကျွန်တော်တို့ဥနောက်ထေးမှာဖြစ်ဖြစ်နေတဲ့အနှောစရာကောင်းတဲ့ဂိန်းကနန်တစ်ခုပါပြောရရင်တက်တက်မနက်စက္ကန့်တိုင်းမှာအတွေးသစ်တစ်ခုပေါ်လာနေတာနဲ့အတူတူပါပဲ ဆိုတော့ဒီလောက်မြောင်းပြလာတဲ့အတွေးပင်တွေကြီးကိုကျွန်တော်တို့ဘယ်လိုစီမံခန့်ခွဲကြမလဲ။ပန်းတိုင်ကအစိုးမြတ်အတွေးတွေလုံးဝမချီအောင်လုပ်ဖို့မဟုတ်ပါဘူး။ဒါကမဖြစ်နိုင်တဲ့ကိစ္စပါ။တကယ်စင်ခေါ်မှုတကယ်စီကန်းကတော့အစိုးမြတ်အတွေးတစ်ခုပေါ်လာတာနဲ့အဲ့ဒါကိုတတိပြုမိပြီးအကောင်းမြင်တဲ့အတွေးတစ်ခုအဖြစ်တတိရှိရှိနဲ့လမ်းကြောင်းပြောင်းပေးဖို့ပါပဲ။ဒါဟာကြောသားတစ်ခုကိုလေ့ကျင့်ယူရတယ်လို့မျိုးစွမ်းရည်တစ်ခုပါပဲ။ဒီစကားကအဆုံးစွန်ရလဒ်ကိုရှင်းရှင်းလင်းလင်းပြပါတယ်။ အမြဲတမ်းမှနေတဲ့အဆိုးမြင့်သမားတယောက်ဖြစ်နေတာချက်တခါလေလေမားကျက်တဲ့အကောင်းမြင့်သမားတယောက်ဖြစ်နေတာကပိုကောင်းတယ်တဲ့ဘာလို့လဲဆိုတော့အကောင်းမြင့်စစ်ကအမားတွေကနေတောင်တင်ယူပြီးရှစ်ဆက်ဖို့ကြုံအားပေးနေချိန်မှာအဆိုးမြင့်စစ်ကတော့ဘာမှမလုပ်ဖဲတနေရာတည်းမှာပဲရပ်နေစေလိုပါပဲနောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်ကောင်းကင်ကသာအဆုံးသတ်ဆိုရင်လက်ပေါ်မှာခြေရာတွေဘာကြောင့်ရှိနေရတာလဲဒါဟာကျွန်တော်တို့ထင်မြင်နေတဲ့ကန့်သက်ချက်တည်းဟာ တကယ်မန်ကောမန်ကြီးလားလို့ကိုကိုကိုပြန်မေးခိုင်းလိုက်တာပါပဲတကယ်အသားအစီအအပြင်လောကမှာမဟုတ်ပေကိုစိတ်ထဲမှာကိုတိုင်တိဆောက်ထားတဲ့အရာတွေပဲဖြစ်နေနိုင်တယ်ဆိုတာကိုစဉ်းစားစရာပြီးခဲ့ရပါပဲဟော